ဒီကြောင့်ဘာလို့ scholar ရှိလို့မို့လာလျှောက်တယ်လို့မို့တာရည်ကြီးပြောလို့မရတယ်တဲ့ကကျွန်တော်တို့ဘယ်လိုလဲစာမရှိလို့လာလျှောက်တယ်ဆိုတော့အဲ့ဒါကိုပြောလို့မရပါနဲ့ကျွန်တော်ကကျွန်တော်က scholar ရှိတရားရောင်းရောင်းရထားတဲ့အတွက်ကြောင့်မို့အကြောင်းကနေထပ်မပေးဘူးလားဆိုတော့ထပ်ပေးတယ်ဗျအကြောင်းမှာကဂျပန်စာကို6လပြန် train ပြီးမှလေပထမဆုံးအဝါပြီဆိုရင်ဂျပန်စာအဲ့လိုကြီးမကြည့်တော့ဘူးအဲ့လိုမှမလာပါဒါတော့ကျွန်တော်ကျွန်တော်ရဲ့ညီလေးပေါ့နော်ညီမိတ်ဆက်ပေးလိုက်ပါဟုတ်ကျွန်တော်နံပါတ်တေးစာဝန်ခိုင်ပါအာ ECG ရှင်ကောက်ကော့စ်မှာအတူတူတက်ခဲ့တာပါအာဒီနေ့ကျွန်တော်ညီလေးကိုခေါ်ထားတဲ့အကြောင်းအရာပေါ့နော်ကျွန်တော် သူ့ကိုဒီကြီးစုကတက္ကသိုလ်နဲ့ပတ်သက်ပြီးတော့ interview လေးလုပ်သွားဖို့ခေါ်လိုက်တာပါအာညီလေးကတော်တော်လေးကိုတော်တယ်ပေါ့နော်အញ្ញလည်းစူးစမ်းတယ်ဆိုတော့အဲသူလုပ်ခဲ့တဲ့ဒီ process တွေပေါ့နော်ဒီကြီးစုကတက္ကသိုလ်မှာဒီ course scholar ပေါ့နော်အဲကျွန်တော်တို့အကြောင်းလာကကင်းလုပ်ခွင့်နဲ့ဝင်နိုင်တယ်ဆိုတော့ဝင်နိုင်ခဲ့တယ်ဆိုတော့အဲ့အရာလေးကိုဘယ်လိုမျိုးလုပ်ခဲ့လဲဆိုတာလေးနဲ့ပတ်သက်ပြီးတော့မေးသွားမှာဖြစ်ပါတယ်အဲ့တော့စလိုက်အောင်100% full scholar နဲ့ရနိုင်နေဆိုတဲ့ဟာကိုဘယ်လိုစပြီးတည်ခဲ့လဲအဲ့ဒါက2020နှစ်နော် ိုရိုနာတော့တော်ဝေးတဝေးစားဖြစ်တဲ့အချိန်မှာကျွန်တော်တို့ကဂျပန်သားစားလေးလာပြီးဆိုတော့ကျွန်တော်တို့က OJEI စီဆိုခေါ်တဲ့ Okayama University Japanese Education Center ဆိုတဲ့ Information Center ဆိုတဲ့ page ကနေပြီးတော့ job တွေတတိယချက်လက်တွေကျွန်တော်တို့ပြန်ဝေပေးရတယ်ကျွန်တော်ကနေ့တိုင်းသူကတတိယချက်လက်တွေမျိုးကျောင်းကြီးရဲ့ scholarship ပေးတဲ့ကျောင်းရာတွေတိရတော့ကျွန်တော်ကဒီရှိဆိုခတဲ့ညမှာရှိတာပဲဆိုတော့ကျွန်တော် major ရှိတာပဲဆိုပြီးတော့ကျွန်တော်ကကျောင်းရဲ့ information တော့ရှာ ဒါပေမဲ့စစကညာဂျပန်တော့ကတစုံမမတိတဲ့အတွက်ကြောင့်ဘိုးနည်းနည်းလောက်လို့ပဲရတဲ့အတွက်ကြောင့်ကျွန်တော်အင်္ဂလိပ်ကိုစဖန်တယ်။အင်္ဂလိပ်စပြီးတော့အင်္ဂလိပ်ကိုချက်လက်ပြတားနေတားနေတယ်ဆိုတော့အញ្ញိုင်းမတိရတော့ကျွန်တော်ဆက်မီနာကိုဝင်ပြီးတော့သူက ID ကြောင့်တရားရှင်းပြ။ ID ကဘလို့တရားမယ်ဆက်ဆံမှဘလို့ဒီကတရားမယ်အဲ့အနေမျိုးတော့တည်ရ။အဲ့တော့ဒီ full scholar ပေးတဲ့အစီအစဉ်ပေါ့။ဒီဥစားကိုပေးတဲ့အဖွဲ့အစည်းက APP ဖွင့်စီလို့ပြောရပါတော့။အဲ့သူအဲ့ဘလို့ပုံစံမျိုးတွားရတယ်သူကလှုပ်ဆောင်ပုံလေးပေါ့။နောက်ပိုင်းနိုင်ငံတွေကိုခေါ်လဲဆိုတာ။ APP ကတော့အဓိကခေါ်တာငါးနိုင်ငံပြ။ อินโดอินโดဆိုတာအိန္ဒိယနောက်ကြတော့အင်ဒိုနီးရှားထိုင်းဗီယက်နမ်နဲ့မြန်မာဗျမြန်မာက2019မှာစပြီးတော့ခေါ်ပြီးခွဲတာဗျဘလို့လောက်လောက်လို့လဲဆိုတော့ရှေးစောကမှာရှိတဲ့မြန်မာရဲ့တိကျမှန်တဲ့ Yamaha ဆိုတဲ့ဆိုင်ကယ်ဒီနောက်က instrument အလုံးပစ္စည်းဂီတာတို့ဘာလို့ပစ္စည်းတူရီယာပြောင်းဟိုင်းနီနောက် Suzuki ကမော်တာအဲ့ဒီတို့ company တွေကပေါင်းပြီးတော့ Kiyoji တွေတို့ company ကြီးတွေကပေါင်းပြီးတော့ဒီ Asia နိုင်ငံသားကဟိုငါးနိုင်ငံအတွက်ပေါ့သူကထောက်ပံ့ကြည့်ပြီးတယ် ဒီအရှားထဲမှာမှနည်းနည်းတိုးတက်စဲနိုင်ငံတွေကိုရေးပြီးတော့မှပြေးတော့တရုတ်တို့ကိုရီးယားတို့မှပါပဲလေဟာဗာမေဂျာအကွန်ပျူတာဆိုင်ယန့်စ်ပြကွန်ပျူတာဆိုင်ယန့်ဆိုတော့သူကပထမဆုံးကျွန်တော်ကျွန်တော်အောက်ခဲ့တဲ့ကွန်ပျူတာဆိုင်ယန့်ဒူရီယားတစ်ခွက်ကျတော့ဘုံခေသမားတွေဟိုမှာဆိုးကောသမားတွေ IT business လုပ်ကောမှာပေါ့အဲ့ဒါတွေနောက်တစ်ခွက်ကျတော့ရှာခိုင်ခိုးခန်းရှာခိုင်ခိုးတို့လို့ခေါ်တဲ့အဲ့ဘုံမချီကြီးရှာခိုင်ရဲ့ချီရှိခိမွန်တိုင်းမွန်တိုင်းပြဿနာဖြစ်နေတဲ့ဟာတွေကိုယူပြီးတော့အဲ့ဒါကိုခိုက်ခဲ့ဆိုဖြစ်လို့ဖြေရှင်းနိုင်မှုအတွက်သူကအဲ့ဒီမီတာ၃မျိုးဆိုပြီးရှိတာပဲ အဲ့ဒီ major 3မျိုးထဲမှာမှာစုစုပေါင်းလူခဏယောက်ခေါ်ရတယ်ခုကစုပေါင်းခေါ်ရအလုံးမ6ယောက်ပဲ6ယောက်မှာမှာ computer science က4ယောက်ကျန်တဲ့ဟာက1ယောက်2ယောက်စီပဲဟုတ်တယ်အင်္ဂလိပ်လိုလဲလိုတယ်နောက်ပြီးတော့ဒီဂျပန်ဒီ EJU ဘိုင်းရလဲအမှတ်ကလည်းလိုတယ်ပေါ့နော်အဲ့တော့ဒီဘလိုချစ်စကားစပြီးတော့ထပ်ဖို့လုပ်တဲ့အချိန်မှာဘလိုမျိုးဟာတွေအဓိကလိုရလဲဆောက်စဉ်းစားရတဲ့သူတွေအနေနဲ့မြန်မာနိုင်ငံနေနဲ့စဉ်းစားမယ်ဆိုအဓိကပြဿနာတက်ကကျွန်တော်တို့ခုခုခုအထက်တန်းပိုင်းမှာအထက်တန်းရဲ့အလယ်တန်းရဲ့အမှတ်စင်းနေအဲ့မြန်မာနိုင်ငံတော်တော်များများလူတွေကမရကြဘူးလေ ခုနော်အခြေအနေတွေကြောင့်အဲဆိုတော့အဓိကပြဿနာအဲ့ဒါဒါပေမဲ့အဲ့ဒါမပါလဲထပ်လို့ရပါမယ်သူတို့ဘက်ကကြည့်တဲ့ခါကျရင်ဒီမှတ်တွေမကောင်းနေ Academic record တွေမကောင်းနေဘူးဆိုတော့သူကပြဿနာတွေတက်လာဘူးဘယ်လိုမှမခေါ်တော့ဘူးဆိုပြီးတော့ Academic record မရှိရတော့ကြောင့်မခေါ်ဘူးဆိုပြီးခြားနိုင်ငံလူတွေပုံယူလာပြီးတော့အဲ့ဒါချားနိုင်ငံလူတွေကြတော့အဲ့ဒီမှာ carry record တွေကတော့အဆောက်အလက်ကြီးအုပ်လိုက်ကြီးပါတာလေ။အဲ့ဆိုတော့ကျွန်တော်လည်းရှင်နည်းနည်းတော့ပတ်တော့ကျွန်တော်နေတဲ့ထက်သားရတာပေါ့။ဒါမဲ့အကြောင်းကနေပြီးတော့အကြောင်းသွားပြီးတော့အမျိုးမျိုးသွားတောင်းပန်ပြီးတော့တောင်းခဲ့ အပြီးတော့ဆယ်တန်းမှနပီးပွေးကတို့ IDS တို့ပဲအဲ့ဒါတခုကိုထပ်ပြန်တာဒါပေမဲ့အမှတ်ကတော့တအားမတောင်းဘူးဆိုသူကအနည်းဆုံး900လောက်ရှိနေတော့ရှင်းပြအနည်းဆုံး900လောက်ရှိနေမှာသူကနည်းနည်းလက်ခံမယ်ဆိုရဲပို့အနည်းဆုံး900တွေးကိုပြောတာပေါ့တွေးတွေးတတ်တာ900လောက်ဒါပေမဲ့ကျန်တဲ့ဟာကျတော့40တော်တော်လေးတင်မလားတို့ဖေးသားတို့ဖေးဆိုရင်40လောက်နဲ့လေ40တော်တော်50နီးပါးဆိုရင်ရပါမယ်သူကပို့ပြီးတော့တောင်းလို့နေတာကောင်းရင်ကောင်းတယ်ကောင်းတယ်အဆင်ပြေတော့ဘာလို့ EJ ကိုပိုင်ရတော့သူက ပြထားတဲ့မှာတော့ဂျပန်သား220ကျွန်တော် IMD မှာဆို220ပဲတော့နေတော့နေပဲ။အခု RK RK ဘိုင်းဆို think of physics နဲ့ chemistry နော် physics chemistry ပြတော့အနည်းဆုံး100ကျော်မယ်လို့ပြောတာ။ဟန်ပွန်းတန်းအီကျော်လို့ပြောတာလို့တဝက်100ကျော်မယ်။နှစ်ခုပေါင်း100ကျော်မယ်။အမတင်ချားတော့သူကတင်ချားတော့တင်ချားတော့120ကျော်မှရမယ်။ဒါညီတို့ဘိုင်းကျတော့ဒါတင်ချားတကယ်လိုတဲ့ဘိုင်းပေါ့နော်။ရှိစုံငန်းတင်တဲ့အချိန်မှာညီစီဝိုးလီယူချော်လည်းရေးရတယ်မှာလားစီဝိုးလီယူချော်ကကြတော့ဘယ်နှလုံးရေးရလဲဘယ်နှမျက်နှာရေးရလဲနောက်ပြီးဘယ်လိုဟာတွေတိကထားပြီးတော့ထည့်ရေးရလဲ သူကရေးထားတော့ကျတော့အလုံး900လို့ပဲရေးထားကြ။ငါတမတ်ချက်အတွင်းမဖြစ်မနေရေးရမယ်ဆိုတမတ်ချက်နဲ့။ငါဆိုတဲ့ဟာကတအားနေလို့နေတယ်။ကိုကရေးကြောကျင်တဲ့ဟာတွေဘာတွေလုပ်ချင်လဲဆိုတော့ကြောင့်မဟုတ်။ဒါကြောင့်မလို့ခိကခဲ့တယ်မဟုတ်။ reason တွေပေါ့။ဘာကြောင့်မလို့တမိုးဖြစ်ချင်ပါလဲ။ဘာကြောင့်မလို့တက်ချင်ပါလဲဆိုတဲ့ဟာတွေကအများကြီးအကျေဖက်မြည်ရုံများလို့ကြောင့်မဟုတ်။မရတဲ့ကနေချစ်ချက်ပြီးတော့တေး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 လေးနဲ့လိုက်ပြီးထည့်ရေးပြီးတော့အဲ့ဒါကိုအင်တာဗျူးမှာပြန်ပြီးမေးနိုင်အောင်ပေါ့သူကမေးမေးအောင်ပေါ့လောက်လောက်ရဲ့သူတို့ဆွဲဆောင်ပြီးတော့ရေးတဲ့ပုံစံနဲ့လုပ်တာ တို့ရှုစကန်တင်လိုက်တဲ့ရှောက်လာတင်လိုက်တဲ့လူတွေရဲ့တန်းစီပြီးတော့ support နေပြီးတော့ဆက်ချပြီးတော့ဘယ်လောက်မှဆိုပြီးသူကဖြတ်အဲ့တော့အရင်ဆုံးဒီရှုစကန်ထက်လိုက်ပြီပေါ့ထက်လိုက်ပြီဆိုတာနဲ့ဟိုညဦးနာပြောတယ်နှစ်ခုဖြေရတယ်လို့ပြောတယ်နှစ်ခေါက်ဖြေရတယ်နှစ်ခေါက်ဖြေရတယ်နှစ်ခေါက်ဖြေရတယ်ပေါ့အဲ့ဘယ်လိုမျိုးလေးလဲအဲ့ဒါနည်းနည်းရှင်းပြအောင်ပထမတစ်ခေါက်ကတော့ setter လာပိုင်းတော့မှစပြီးတော့ကျွန်တော်ရှုစကန်တင်ရတင်ရချင်မှာ document streaming ထားတယ် document streaming ဆိုတော့ကျွန်တော်အမှတ်တည်းကျွန်တော် EJ အမှတ်အဓိက EJ အမှတ်တည်းရအင်္ဂလိပ်စာအမှတ်တည်းရှိမှရှိသွားစေတယ်အဲ့ဆက်ပြီးတော့တို့ ခုနကျွန်တော်ပြောခဲ့တဲ့အမှတ်တွေအမှတ်ကြော်မလားမကြော်ဘူးလားဆိုတော့သတ်မှတ်တယ်လေအဲအမှတ်တွေကြော်တယ်ဆိုသူကနည်းနည်းဘူးတော့လက်ခံတာလက်ခံပြီးတော့အပေါ်ဆုံးကနေစီးပြီးတော့ပြန်ပြီးဆက်ချက်ဒုတိယတစ်ခေါက်နေသူက processing ကတော်တော်ကြာမယ် processing ကလည်းခုနလားတော့ကြာတော့ကြာတယ် documents ဝင်နေအောင်ပါဆိုသူကစားစားတယ်လေပို့အရိယာအောင်မပါဘီ second screen ဘယ်နေလောက်ပါမယ်အဲ့မလောက်ခင်မှာသူက zone check တွေလောက်ပါလေတော့ internet အဆင်ပြေတာမပြေတာတော့ check တွေလုပ်ကြောင်းနေမှာ ောင်းမလို့ရဟာတဲ့ပုံစံမျိုးတွေပေါ့အဲရဟာတဲ့ပုံစံတင်မလားဇုံကောင်းကောင်းတုံးတက်လားတို့ဟိုဂျပန်သားကောင်းကောင်းရလားတို့မို့အချိန်ခံ6လောက်နေနေစစ်တယ်ဒါမြန်မာနိုင်ငံအချိန်ခံမီးပြတ်တဲ့ဖြစ်တဲ့အတွက်ကြောင့်မတည်မလားကိုက join နေတဲ့အချိန်မှာမီးကောက်ပြတ်သွားရင်ခတ်သွားရင်ကိုအော်တိုကန်ဆယ်ကြာသွားလို့သူကထမှတ်တယ်ဒီတော့တခုကကြတော့အမှတ်နဲ့ဆက်ချလိုက်တယ်အဲ့ထဲမှာကျွန်တော်ဟိုလိုဝင်သွားပြီးတော့သွားပြီးဆိုရင်အဲ့ကနေမှတစ်ခါပြီးတော့မန်းဆယ်ဆိုဖြစ်ရဆွဆွမန်းဆယ်ဆိုဖြစ်ရလို့ကဟိုအကြောင်းကခုခုနေ ပေါ်မူဒီကွာထက်တဲ့ရှိတယ်။ဒါပေမဲ့ကျွန်တော် ID ပိုင်းကျွန်တော်ကွန်ပျူတာ science ပိုင်းရတဲ့ပိုင်းမှာသူကဂျပန်စာမတာဝါသူကအင်္ဂလိပ်စာလိုရေးထား။အင်း။အဲ့ချီရှိခီတော့မမေးပြီမဲ့သူကဘယ်လိုမျိုးကျော်ကျော်ရခုစေ။အင်း။ဟိုပေါင်းတင်းဆက်ဆက်နေဘူးသူအတင်းဖွဲနဲ့လုံနိုင်မှုဆိုတဲ့ဟာကိုသူကဦးစားပေးပြီးတော့မေးတယ်။အဲ့မိုးမိကုန်နေပြီတော့ကျွန်တော်တော့ဆိုမေးတော့ပထမဆက်သက်ပြီးကျွန်တော်ကဘာလို့ရှေ့စိုးကတည်းကရေးတာလဲဆိုတော့ reason နဲ့လာပြီးတော့မေးခဲ့တယ်။ အင်္ဂလိပ်လိုဂျပန်ဂျပန်လိုအမေရိကန်လိုလိုအမေရိကန်ပေါ့နော်အမအင်္ဂလိပ်လိုလည်းဖြစ်နိုင်ဖို့အရေးကြီးတာပေါ့နော်အဓိကကတော့ဒီမှာပထမဆုံး screaming အောင်ဝိုင်းဆိုတာဂျပန်စားကအရေးမကြီးတော့ဆိုပထမဆုံးအောင်ဝိုင်းပြီဆိုရင်ဂျပန်စားကတော့အရေးမကြီးတော့ဘူးဘာလို့လဲဆိုတော့သူကเจ้ามาก็ญี่ปุ่นซาว6ละเปลี่ยน train ไปมาดิตนเราเซลาบายวนไปဖြစ်တဲ့အတွက်ကြောင့်မဆယ်လပိုင်းနေပြီးတော့၄လပိုင်းတွေ့ญี่ปุ่นသူကပြန် train ไปมา ဂျပန်သားအတွက်မရှိမဖြစ်မလို့ကတော့ဆဲကဆုံးမှဖြစ်ကြတဲ့အခိုက်ကွက်လောက်ကတော့လုံနိုင်တဲ့လူလိုအပ်တာပေါ့အဲ့ဒါပြင်ကျွန်တော်ကတော့ရေးမကြည့်တော့ကျွန်တော်အင်္ဂလိပ်စာဘတ်ပုံကိုဒီဝါဘရမတခေါအမှတ်နဲ့ဖြစ်တဲ့အချိန်မှာပဲဂျပန်စာအုပ်ဂျပန်လောက်ဇာတ်ပြီးပြောတာဒီကတခေါကြတော့မန်ချက်စတာလိုဘရမကြတော့တကယ်ဆိုရခုစီလိုကဲဒီစီလိုအဲဒီအင်္ဂလိပ်စာဘိုင်းလိုဘိုင်းလိုအဲဒီဒီမက်ဆေ့ချ်အပိုင်းကြတော့မိဂျပန်မှာလည်းမူတည်မှာအဲမိဂျပန်မူတည်ပြီးတော့ဟုတ်ကဲ့ဆိုရင်ဒီလိုတော့ချီရှိကီဘိုင်းချီရှိကီဘိုင်းအဲဒီမှာခဲဆိုင်တဲ့ရှင်ကချီရှိကီဘိုင်းဟုတ်ကဲ့ ထည့်ပြီးတော့ကိုကိုနဲ့ကိုအနေနဲ့လည်းပါကိုခန့်လို့ချင်တယ်ဆိုတော့ထည့်မယ်အဲကိုဘာလို့ချင်တယ်ဘာလို့ဒီကြောင်းရွေးတာလဲဆိုပြီးတော့ဒီကြောင်းဘာလို့ scholarship လို့မလာလျှောက်တယ်လို့မို့တိုင်းရည်ကြီးပြောလို့မရတယ်ဆိုတော့ကျွန်တော်ကဘလို့ဥစ္စာမရှိဘူးလားလျှောက်တယ်ဆိုတော့ပြောလို့မရမယ်ကျွန်တော်ကဘာကြောင့်မို့ဒီကြောင်းကတခြားကြောင်းတွေကိုယ်ပြားခြားနာနေတယ်ဆိုတော့တင်မလာကြောင်းပြကြတော့ကြောင်းကိုလေးလာတဲ့ဟာနဲ့ kait ကြီးတယ်ဆိုတော့ကြောင်းတွေ့သားတဲ့ဖြစ်နေတယ်ဆိုတော့ကြောင်းမို့တို့ပြောပြနိုင်ဖို့အတွက်တင်မလာအဲ့ဒါကိုအဓိကထိုင်ပြီးတာပေါ့ ချယ်လာပိုင်းကနေစပြီးတော့သူကတက်ရတာပုံမှန်ကြောင်းလေဆိုရင်ကိုလေးလာပိုင်းတက်လေအဲ့အဲ့လေးကဘယ်လိုမျိုးလဲဆယ်လာပိုင်းကနေမလို့ကျွန်တော်ကဆယ်လာပိုင်းကိုဝင်ခဲ့ရပြီဆိုတော့သူကအเจ้าမှာနှစ်နှစ်ဖြစ်မနေတော့အเจ้าရဲ့ဆောက်မှာနှစ်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 မဖြစ်မနေနေရမှာတမတ်ချပါအဲ့နောက်တည်းတည်းမှာကျွန်တော်တို့ဂျပန်စား intensive training လုပ်တာဒါအပြည့်ထန်တဲ့လေးလာမှုတွေသူကအစကုန်လုပ်မယ်အပြီးကျွန်တော်ရွေးချယ်ထားတဲ့မှာ physics chemistry တင်ချသူအဲ့ဒါခီစိုးတွေပြန်ပြီးတော့တခြားတင်ပေးမယ်အဲ့လေးလာပိုင်းကျတော့ဂျပန်ကျောင်းသားနဲ့ဒူတွဲတင်ရမှာဖြစ်တဲ့ကြောင့်ကိုယ့်ရဲ့အရေးချင်းရလေသူတို့ထက် မနှိမ့်ကြအောင်ပေါ့တို့တော့တို့နီးနီးရှိနေအောင်တက်ကတော့ဘယ်နှစ်တက်ကတူတက်ကတာအဲ့ဒါပေါ့ဆယ်လပိုင်းအစတက်မှာတူလေးနှစ်ဒါပေမဲ့ဆယ်လပိုင်းနေပြီးလေးလပိုင်းနေကျွန်တော်တက်မှာ6လ6လပြီးရင်တက်ကတော့မှာတက်ကမှာ3နှစ်နဲ့6လမတုံးနှစ်ပဲတက်ကပြီးတော့နောက်6လက intensive ပုံစံနဲ့ပြစ်သွားတာအဲ့မှာမှာ intensive မှာမှာကျွန်တော်တို့ကဆင်းနေနေကျွန်တော်ကသဘောကျတဲ့ဟို company တွေ့သွားပြီဆိုကျွန်တော်ကအဲ့မှာပဲအလုပ်ဆက်လုပ်လို့ရတယ်ဒါမှမဟုတ်သူကနိုင်ငံသားထွက်ခွင့်လေ yuga group sales ပုံစံနဲ့နိုင်ငံသားထွက်ခွင့်လေ support အဆင်ပြေတယ် ကျွန်တော်တို့ scholarship တရားရံလုံးရထားတဲ့အတွက်ကြောင့်ဘို့အကြောင်းကနေထပ်မပေးဘူးလားဆိုတော့ထပ်ပေးတယ်ဗျာ။ထပ်ပြီးတော့ဘလို့ပေးလဲဆိုတော့ Jesus scholarship ဆို4800ရေး။အဲ့တော့ ABB scholarship ဆိုတည်တန်းရှိပဲ4000ပေးတာ။ပထမဆုံး6လကအဲ့ဒါကဘယ်လိုရမလဲဆိုတော့ကျွန်တော်တို့မပြောတဲ့အမှတ်ပုံပူတည်ပြီးတော့တို့ကထုတ်ပေးမယ်လို့ပြောတယ်ဗျာ4000က။ဒါပေမဲ့အဲ့4000ပြီးွားလို့ကျွန်တော်4000နဲတယ်တော့ဆဲခါဆိုမလောက်ဘူးလို့ပြောတယ်။ Jesus scholarship ပေါင်းပြီးထပ်ယူလို့ရတယ်။စကောလာလေးအဲ့လိုပေါင်းပြီးယူလို့ရတယ်ပေါ့ဟုတ်တယ်အဲ့ဒါက EPP ရဲ့ကောင်းတဲ့ချက်ပေါ့ EPP ယူထားပေမဲ့လည်းတခြားစကောလာကိုထပ်ယူလို့ရတယ်ပေါ့ mass scholar တွေဆိုရင်သူကတစ်ခုပဲယူလို့ရမယ်။ဒါပေမဲ့သူကဒါပေမဲ့ mass scholar ကောင်းတဲ့ချက်ကတော့ tuition ရောအကုန်ပေးတာဖြစ်တယ်။အဲ့တော့ choice scholar တွေတော့အကြောင်းကမပေးဘူး။ဒါပေမဲ့ say ကဆို percent တော့ပေးတယ်။ဟုတ်ပါညီတော့ပေးတယ်သူထပ်ဆောင်တော့ဘာလို့ပေးပေးမယ်။အခုက EBB ကောင်းတာကြတော့ EBB တရားခံလို့ short စီပေးတယ်။အဲ့ပြင်တခြား scholar ကိုပေါင်းပြီးထပ်ယူလို့ရတာကိုယ့်ရဲ့ say ကဆိုအချိန်ကြီးအချိန်ကြီးစားတော့နေထိုင်ရအလုံးမလုံးလည်းအဆင်ပြေတဲ့ပုံစံဖြစ်သွားတယ်။ကျောင်းပြီးရတဲ့ပေါ့ post scholar ပေးတာပေါ့။ကျောင်းပြီးရ၄နှစ် plus ဒါကခုရင်နှစ်နှစ်အလိုတင်ထပ်ရမယ်လို့ပြောတယ်ဗျ။ဟုတ် ကောင်းတယ်ပေါ့နော်ကိုရဲ့အမှတ်ပုံမူပြီးတော့ကိုကထက်တက်ချင်သေးတာမတက်ချင်သေးဘူးပုံမူပြီးတော့သူကထပ်ပြီး support ပေးမယ်လို့ပြောထားတယ်ဗျအဲ့တို့ဒီတစ်နှစ်ပြီးတစ်နှစ်ရှင်းစာတွေရောရှိလားထပ်ပြီးကျောင်းသားထပ်ပေးတင်လားမပေးတင်လားရှိတယ်ဗျဟုတ်တက်မှတ်ချက်ကတော့ GPA ပဲကြည့်တနည်းစာလုံးရဲ့ GPA ကိုသူက6လပိုင်းမှာတွက်တယ်လို့ပြောတယ်ဗျ6လပိုင်းမှာတွက်ပြီး GPA 2.5ပဲ mass က4ရှိတယ်ဗျ2.5အပေါ်မှာရှိနေတော့တော်တော်ရကန်လုံးရမယ်2.2အပေါ်မှာရှိရဆိုတော့50ရကန်လုံး short သေးရပြီးတော့အောက်ပိုင်းကျတော့ ပြရအောင်ပြရမယ်ဆိုတော့ကျွန်တော်ကပြရမယ်ဆိုတော့တတ်မှတ်ကောင်းလားဘာဖြစ်အခုလောလောဆယ်ဝင်သွားပြီဆိုတော့ရတော့100%စာရအောင်နဲ့ပဲစာပြေးလိုက်ဟုတ်အဲ့ဒီခုကတော့တော်တော်လေးကောင်းတယ် ဒါတခုရှိတာပေါ့နော်အခုကညီလေးကိုထမေးနေတာအဲ့ဒီဆယ်လာပိုင်းမှာကျောင်းအောင်ဝင်မှာဆိုတော့ဒီဂျာထဲမှာဘယ်လိုဗီဇာကိုဘယ်လိုမျိုးနေမလဲပေါ့အခုအခုရှင်းကခုတက်လိုက်တယ်ပေါ့လေးလာမယ်ဆိုဘယ်လိုဗီဇာကုန်သွားပြီဆိုတော့ဆယ်လာပိုင်းဂျာထဲ6လောက်လောက်ကိုဘယ်လိုမျိုးလုလုဘယ်လိုစီစဉ်ထားလဲပေါ့အဲ့ဒါကဒီချီချီတို့ကပြောတာချီတို့ကတည်းကပြောတာကကြတော့သူကမြန်မာနေနဲ့တီးသန့်ရှိတာကြတော့တကူတိတ်ခဆိုတော့ဗီဇာဆိုမျိုး ပေးတဲ့သတ်မှတ်ချက်တွေရှိတယ်ကအဲ့ဒါဆိုတော့တို့ကအဲ့လိုရှင်းချင်လေရှင်းလို့ရတယ်ဒါပေမဲ့မြန်မာနိုင်ငံပြောင်းရင်လည်းပြန်လို့ရမယ်ခုလိုအခြေအနေနဲ့ကျတော့ပြန်မှုမလွယ်တော့အဲ့တော့တုတ်ခဒိတ်ခါဆိုတော့ယူတယ်မြန်မာတွေကတော်တော်များတယ်တဲ့ပြောပြောတယ်အဲ့ချက်မှာဒီတော့အလုတ်ကကြိုက်တော့လို့ချင်လို့လို့ရနိုင်40ပြည့်ပြည့်လို့တယ်တဲ့ဒါပေမဲ့အဲ့နိုင်ပြည့်40ပြည့်လို့လိုက်လို့ဖိုကန်ရှော့ဘုတ်ဆောင်းအနေခင်ကြရင်တော့ဒါအများကြီးတဲ့ခါကျတော့ကိုယ့်ကကိုယ်ပေးပါလို့ဆိုပြီးတော့သတ်မှတ်ချက်တွေလုပ်ပါတယ်အော်အဲ့လိုမြည်တာရပေါ့ရတဲ့6လကျန်ကိုယ်ကပတ်စံရှာပြီးတော့ကြောင်းတက်တဲ့ချိန်မှာအလုတ်ကမလုတ်ဘဲနဲ့ပြင်းတယ် ပါဆက်ခရုတော့ဘူခါဆိုတော့ normal activity ဘိုင်းနေ volunteer ဘိုင်းနေ join ပြီးတော့ scholar ထိုက်လို့ရတယ်။ဒီကောင်းနေ join နေစေ scholar ရောက်ပို့ပြီးတော့ scholar ရောက်ပို့လို့ရတယ်။ This is this is gang ကဘယ်နှယောက်ရှိခဲ့လဲ။ပုံမှန်ကော်ပိုရေးဆွတ်တွေတိုင်း3ယောက်4ယောက်လောက်ပဲရှိမှာကျွန်တော် program မှာကျတော့ scholarship ပါတဲ့အတွက်ကြောင့်6ယောက်နီးပါးလောက်ဖြစ်ခဲ့တာကျွန်တော်ဆိုဆက်ဆက်ဝင်ချင်းလန့်သွားတာ6ယောက်ကြီးတော့လားဆိုပြီးတော့လန့်သွားပြီမဲ့အရှိအအရှိဆုံးက4ယောက်ကအဓိကနေတယ်ပြီးတော့အနောက်က5ယောက်ကကျတော့သူတို့အချက်လက်တွေပေါ့ဆွေးခတ်ကြုံတော့ထပ်ပြီးမိတာဗျာ ရှစ်စကန်စာထပ်ပြီးအချိန်ရနေရညသူအောင်းသိထွက်တဲ့အထိပေါ့နော်အဆက်စင်လောက်ရတယ်ကျွန်တော် process အများကြီးလောက်ရတယ်အဲ့ထက်မှာအချိန်ကြာတယ်လို့ကြားတယ်ပေါ့အကြောင်းကဘာလို့လဲဆိုတော့လူကြီးရှောက်တာအများများတဲ့ခါကြတော့လေအဲ့ကြားထဲမှာကွာတခြားအကြောင်းတွေရောရှောက်ထားတင်တယ်လို့ထင်တယ်ပေါ့နော်အဲ့ဒီဟာလေးတွေဘယ်လိုမျိုးလုပ်ခဲ့လဲကျွန်တော်တို့ကတော့ကျွန်တော်ကတော့တည်တည်ရှင်းရှင်းဒီအကြောင်းပဲရှောက်မယ်ဆိုရယ်ခံစားကြတယ်ဒီအကြောင်းပဲတဲရှောက်ခဲ့တာဒါတဲ့အကြောင်းနေကျွန်တော်ယာမာကာတာတို့တခြားယာမာတိုတို့ဘာလို့ရပါ့မယ်ကျွန်တော်မချောက်ဘူးဆိုပြီးတော့ဆရာမကိုပြောပြီးတော့ဒီအကြောင်းကိုပဲပြင်ခဲ့တာဗျ ဒါပေမဲ့ process ကဘယ်လောက်ကြာလဲဆက်တလပိုင်းနေစပြီးတော့အကုန် PC ဖို့အတွက်3လပိုင်း9ရက်နေတော့9လနေဘယ်လောက်ကြာလဲဆိုတော့အားနေပါတော့3လပိုင်း9ရက်နေဆိုတာအကုန်လုံး language school တွေ Egypt တင်ပြီး college တွေအောင်ပြီးပြီးဆက်စကန်းဟိုဟာလုံးမလက်မခံနိုင်တော့ဘူးပြင်မလားကျောင်းလက်ခံမှုကျောင်းရိုးမရှိတော့ဘူးဆိုရဲအခြေအနေဖြစ်သွားတဲ့အချိန်မှာကိုက ကေးမအောင်လို့ဆိုရင်ကိုကပြန်မှာအဲ့လိုပုံစံဖြစ်သွားတယ်နိုင်ငံသားတွေချင်းဂျာထဲမှာတွေ့တူတွေကြိုပြီးတော့ကခံပြီးဖြေထားတဲ့ဆင်တော့ပိုကောင်းတာပေါ့နော်ဂျာထဲမှာကိုတေချာဖို့အောင်ပြီးကိုလည်းတက်ချင်တဲ့ကြောင်းနှစ်ကြောင်းအကြောင်းနှစ်ကြောင်းလောက်ရှာထားတာပဲပေါ့အရှာထားပြီးတော့အနှစ်ကြောင်းမှာကိုကဝင်ဝင်ရသွားပြီးတေချာတယ်ဆိုတော့မှဒီကြောင်းတွေပို့ပြီးပြင်ပြကောင်းတယ်ဒီကြောင်းကဘာလို့သူကခိုးခီပုံစံဖြစ်တာပေါ့နိုင်ငံသားတွေကခိုးခီအင်းဒိပုံစံဖြစ်သွားတဲ့ကြောင်းသူအိုက်နောက်ကြတယ်အိုက်နောက်ကြခိုးခီတွေမှာတော့နောက်ကြတာပါတယ် အဘီဘီနေနေကတော့တစ်ခေါက်ပဲခေါ်နေတယ်သူကဟုတ်ခဲ့ဆိုဆိုပြောတယ်ကဲ၍လူကြီးမလောက်ဘူးမ20တောင်းရခေါ်တာမလားလူကြီးတို့ကမလောက်ဘူးဆိုတော့သူကထက်ခေါ်ပြီးတယ်ကိုကြီးဟိုမထက်ခေါ်ပြီးရတယ်ရှိပဲပထမ screen first screen အောင်တိုင်းကြီးတို့ထက်ခေါ်ပြီးရရှိဒီနေ့ကတော့မခေါ်ဘူးလို့ပြောတယ်အဲ့တော့ရှိစိုးကတိုင်ကခုတက်ကတော့စိတ်ဝင်စားတဲ့သူတွေအနေနဲ့ဒါဒီညီလေးပြောရတဲ့ဟာတွေကတော်တော်ပြည့်စုံတယ်ပေါ့နော်ဒီဟာတွေဒီဟာလေးတွေကိုကြည့်ပြီးတော့ကိုကလည်းကိုစပြီး train လို့ရတယ်နောက်ပြီးတော့ကိုကနေဝန်ကဖုံးမှာတက်နေဆိုရင်လည်း ဒီအခုတွေကလိုအပ်တဲ့ဟာလေးတွေကိုကြိုပြီးလုပ်ထားမယ်ဆိုရင်တော့အများကြီးစင်ပြီးတော့ပေါ့နော်ဒါ100%အကြောင်းလာကကင်းလုံခွင့်ဆိုတာတော်တော်လေးကိုကောင်းလာပေါ့နော်ဒါဒီလိုမျိုး National University တခုကနေရတဲ့အကြောင်းအဲ့ပြောရရင် program မျိုးဆိုတော့လေဒီတိကျတင်ပါတယ်ညီအစဲကျေးဇူးတင်ပါတယ်